ားလို့အားလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာကျွန်တော်ဒီနေ့ဇွန်လ6ရက်နေ့ကဖြစ်ဖြစ်ခဲ့တဲ့ဖြစ်ဖြစ်လေးတွေကိုနောက်ဆက်တွဲသတင်းအနေနဲ့ပြောင်းလဲပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคနံပါတ်1ကတော့လေတဲ့ခတ်မှုကြောင့်ဇလအတွင်းအမျိုးသမီး80ကျော်ဒီဆုံးခဲ့ရပါတယ်နံပါတ်2 ILO ဆုံးဖြတ်ချက်နိုင်ငံရေးရဖြစ်အားပေးတာလို့အလုံတမဝန်ကြီးဌာနတုံ့ပြန် နံပါတ်3စီအုပ်စုကိုပြစ်မှတ်ထားတဲ့အိုင်ရိုဆုံးဖြတ်ချက်အယူရည်နဲ့အလို့သမားအဖွဲ့တွေဘာပြောခဲ့လဲနံပါတ်၄စီကောင်စီဝင်ဝင်ကြီးနဲ့ဝင်ကြီးချုပ်တွေကိုရွေးကောက်ပွဲအတွက်သဘောထားတောင်းဆိုနံပါတ်၅စတင်ခနီလာတဲ့ဘီလီယံနာတတိချီနဲ့ဒရမ်ဟုတ်ကဲ့တော့ဒီနေ့သင်ဆက်ပြီးတော့ပဲအကြောင်းအရာလေးကတော့ ီကနေ့ဇူလ6ရက်နေ့ကဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာတချို့ပဲအနောက်စစ်တွေးတရင်ကိုပြောင်းလဲပြီးတော့ပြောင်းပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာမေ20ရက်နေ့ရန်ကုန်မြို့မြန်ကောင်မြို့နယ်နေရှိမှာတဏ္ဍနဲ့ပြစ်ခတ်ခါရပြီးတည်ဆုံးခဲ့သူအငင်းစားဘူချုပ်ဘူမှုချုပ်ချူထွဲအောင်ကိုပြစ်ခဲ့တဲ့တရားခံတွေဖမ်းရတဲ့အစ်စ်6နှစ်ရွယ်ကလေးပါဝင်တောင်ကိုရီးယားသမရတိ ဤကြောင့်မျိုးလက်ထက်မှာမြန်မာပြည်သူနဲ့အတူယက်တီယက်တီဆလိယက်တီပီအင်ယူကိုတရားဝင်ဆိုရဖြစ်တမပီကိုဒိုလီလာတောင်းဆိုပြီးခဲ့တဲ့တပတ်ကသဘောထားမတိုက်ဆိုင်တော့တဲ့အမေရိကန်သမ္မတဒရမ်နဲ့အီလွန်မတ်စ်တို့ကြားပြဿနာဒီနေ့ပေါ်လာရိုက်နေစီကောင်စီရဲ့ဖွဲ့ဝင်တွေဝန်ကြီးတဲ့ဝန်ကြီးချုပ်တရားကြော်ကို2025ရွေးကောက်ပွဲဝင်ပြိုင်ဖို့စန္ဒစီမစီစီကောင်းနေ အယဝရဲ့ဆုံးဖြတ်ချက်ဟာမြန်မာပြည်သူတွေရဲ့အောင်ပွဲဖြစ်တယ်လို့ AUG ကပြောတဖြစ်မှာတော့အလို့သမားတွေပေါ်တည်ရမှုရှိလာတယ်လို့သုံးသပ်ချက်ရှိနေစီကောင်စီလို့သမားဝန်ကြီးဌာနကတော့အယလိုဆုံးဖြတ်ချက်ဟာနိုင်ငံရေးဖြားပြေးတာလို့ဆိုပြီးအလို့ရှင်လို့သမားတွေနဲ့ရှင်းပွားရေးလုပ်ငန်းတွေပေါ်တည်ရမှုမရှိနိုင်လို့ပြောမေလာတို့စီကောင်စီရဲ့စီကောင်စီရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်အမျိုးသမီး90နှစ်နိုးတည်ဆုံးပြီး အများဆုံးကစကိုင်းတိုင်းထဲမှာလို့ဆိုပါတယ်။ဟုတ်ကဲ့ဆက်လုပ်ပြီးတော့စစ်တဲလေးကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်မေလအတွင်းအမျိုးသမီးကိုစစ်နှုံးတည်ဆုံးပြီးရှစ်ဆက်တို့အထိဒါယာရခဲ့တယ်လို့မြန်မာမျိုးသမီးသမဂ္ဂ VWU ကဒီနေ့ထုတ်ပြန်ပါတယ်။ဒီထဲမှာလေးကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးသူရှစ်ဆက်တို့နဲ့တိုက်ခိုက်ဒါယာရသူ90အထိရှိနေတာပါ။ မေစီနင်းစစ်နေရေးကစကိုင်းတိုင်းဒီပေးရင်မြို့နယ်အိုထင်းတွင်းရွာစာတင်ကျောင်းကိုစစ်တပ်ကလေကျောင်းဘုံကျဲခဲတာကြောင့်တင်ဆုံးသူ20ကျော်ခဲ့ပြီးဒီထဲမှာကျောင်းသူ15ဦးနဲ့ဆရာမနှုံးတင်ဆုံးခဲ့ရတာပါ။ဒါပြေမျိုးသမီးတွေဟာစစ်တပ်ရဲ့လက်နက်ကြီးပြစ်ခတ်တာတပ်ဖြတ်တာအချင်းထောင်တဲ့စေဝကူတာခွင့်မပေးတာမိမျိုးမိုင်းထိတာနဲ့လိန်ပိုင်းဆိုင်ရာကြမ်းဖိတ်ခါရတာကြောင့်တင်ဆုံးတိုက်ထိခိုက်နေကြရတာတော့ BWU ကဒီနေ့ထုတ်ပြန်ပါတယ် BWU ရဲ့အချစ်လက်အရစကိုင်းတိုင်းတဲကမျိုးသမီးတို့အများဆုံးဒေဆုံးထိခိုက်နေကြရတာဖြစ်ပါတယ်ဒီမီဒီယာနဲ့မီဒီယာချစ်လက်ကောက်ယူချက်ရစကိုင်းက41ဦးရခိုင်က16ဦးမန္တလေးက14ဦးပဲခူးက10ဦးမကွေးက10ဦးမွန်ကတအူးကချင်ကတအူးနဲ့ချင်းကတအူးတို့ပါဝင်ပါတယ် ဆက်လက်ပြီးတော့အာရုံဆုံးပြတ်ချက်နိုင်ငံရေးရဖြားပေးတာလို့အလုံသမားဝန်ကြီးဌာနတုံ့ပြန်အပြည်ပြည်ဆိုင်ရာအလုံသမားဖွေချုပ်အာရုံရဲ့ဆုံးဖြတ်ချက်ဟာပြည်တွင်းမှာရှိတယ်လို့ရှင်တွေလို့သမားတွေနဲ့စီးပွားရေးလုပ်ငန်းတွေပေါ်တည်ရောက်မှုမရှိတာကြောင့်မစိုးရင်ပဲလုပ်ငန်းခွင်စိတ်ဝင်ကြဖို့စိတ်ကောင်းစီလို့သမားဝန်ကြီးဌာနကဒီနေ့ထုတ်ပြန်ပါတယ်အလုံသမားအခွင့်အရေးတွေဥပဒေနဲ့ညီတိုးတက်ဖို့လူမှုဘဝဖွံ့ဖြိုးဖို့နဲ့အလို့ကန်ခွန်လမ်းတွေဖန်တီးပေးဖို့အတွက် စစ်ကောင်စီက ILO အပါအဝင် နိုင်ငံတကာနဲ့ပူးပေါင်းသွားမယ်လို့ထုတ်ပြန်ချက်မှာ ပြောပါတယ်။စစ်ကောင်စီရဲ့စီးပွားရေးကြံပေးသူကတော့မြန်မာပြည်ကို Attrisel 33နဲ့အရေးယူဖို့ဆုံးဖြတ်တာမဟုတ်ပဲ ILO စုံစမ်းရေးအဖွဲ့ရဲ့တွေးစီချက်တွေပေါ်လိုက်နာဖို့တွန်းအားပေးထားတဲ့သဘောပဲဆုံးဖြတ်တာလို့ပြောပါတယ်။ပိတ်ဆို့မှုလုပ်ဖို့ဘာမှမဆုံးဖြတ်ဘူးလို့သူကပြောပါတယ်။ပိတ်ဆို့မှုလုပ်ဖို့ဘာမှမဆုံးဖြတ်ဘူးလို့ သူကပြောပါတယ်ဒီဆုံးဖြတ်ချက်ဟာနိုင်ငံရေးဖိအားပေးဖို့လုံဆောင်ချက်တစ်ခုဖြစ်တယ်လို့စစ်ကောင်စီထုတ်ပြန်ချက်မှာဆိုပါတယ်ဆက်လက်ပြီးတော့စီအိုစုကိုပြစ်မှတ်ထားတဲ့အာယလိုဆုံးဖြတ်ချက် AUG နဲ့အလို့သမားအဖွဲ့တွေပါပြောလဲအပြည်ပြည်ဆိုင်ရာလို့သမားအဖွဲ့စီအာယလိုရဲ့ပြတ်တမ်းချက်တွေကိုချိုးဖောက်တာကြောင့် အာဂျစ်ဆယ်33အရာအရေးယူလိုက်တာဟာမြန်မာပြည်သူတွေအောင်ပွဲလို့အမျိုးသားညီညွတ်ရေးဆိုရအင်ယူကြီးကဆိုပါတယ်အာဂျစ်ဆယ်33အရာအရေးယူတာဟာလက်စားချေချင်းမဟုတ်ပဲမြန်မာပြည်သူလူထုရဲ့ဂုဏ်သိက္ခာတရားမျှတမှုမြန်မာပြည်သူလူထုရဲ့တိုးတက်ရေးဘဝပြောင်းလဲတည်ဆောက်ရေးအတွက်ဖြစ်တယ်လို့အင်ယူကြီးရဲ့သုံးဖို့ဆိုင်ခွင့်ဝင်အလို့သမားကိုစလေဒေါ်ဖြိုးစန္ဒာစုကပြောပါတယ် မြန်မာနိုင်ငံထွေထွေလို့သဘာဝတမကဖွေချုံ FGWM ကတော့ဒါဟာစစ်တပ်ရဲ့အရက်သားကိုဥတီတဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်စစ်လက်နက်ပစ္စည်းနဲ့လေယာဉ်စီတင်သွင်းနေတာကိုရက်တန့်ဖို့အရည်ယုံမှုတစ်ခုလို့ဆိုပါတယ်စစ်တပ်ရဲ့ငွေကြေးစီးဆင်းတာကိုဖျက်တောက်ဖို့အပြင်နိုင်ငံတကာယင်းဒီကုန်တော်မှုတွေကိုအဓိကဖျက်တောက်တဲ့အရည်ယုံမှုဖြစ်တယ်လို့ FGWM ကဆိုပါတယ်တစ်ဖက်မှာလည်း အယောအေးယူမှုကြောင့်မြန်မာနိုင်ငံကနေနိုင်ငံတကာယင်းဒီမြို့နာမှုတွေထပ်ထွက်သွားတာအလိုလိုမဲ့တိုးလာတာနဲ့ကုန်ပစ္စည်းပြက်လက်တာတွေကျုံလိုက်တယ်လို့သုံးသပ်မှုတွေလည်းရှိပါတယ်။ဟုတ်ကဲ့လာအောင်မှာမြန်မာအလုပ်သားတွေအသေးချစီခိုင်ခိုင်ရနိုင်ငံခြားအလုပ်လုပ်ခွင့်ပေးပင်ခံရတဲ့အမျိုးသားတွေပါဆက်ဖြစ်မယ်။မြန်မာလူထုဟာဆိုရှယ်လစ်ခက်ကလို့စပ်ပြတဲ့ဘိုင်းကိုတန်းစီတိုးရတဲ့ဘဝရောက်သွားနိုင်ပြီး ဗီဒီယိုကနေထုတ်သွားနိုင်သူတွေခါစီခံကြရပါဖြစ်တယ်လို့အလုံသမားအေးဆောင်ရွက်သူမမြို့မြို့အေးကလူမှုကွန်ရက်မှာပြောထားပါတယ်ဇွန်ငါးရက်ကဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့133ကြိမ်မြောက်ပြည်ပဆိုင်ရာအလုံသမားကြီးရည်လာခါမှာမြန်မာတွင်းအယလိုပုံမ33ကိုကျင်းသုံးခဲ့တာဖြစ်ပါတယ်စီကောင်စီစီဘွားရဲ့ကြောင်ပေးသူကတော့မြန်မာပြည်ကို HSL 33နဲ့ရည်ရွယ်ဖို့ဆုံးဖြတ်တာမဟုတ်ပဲ ILO စုံစားရေးအဖွဲ့ရဲ့သိရှိချက်တွေပေါ်လိုက်တာကိုတွန်းအားပေးခဲ့တဲ့သဘောပဲဆုံးဖြတ်တာလို့ပြောပါတယ်။ပိတ်ဆို့မှုလို့ဖို့ဘာမှမဆုံးဖြတ်ဘူးလို့သူကပြောပါတယ်။ ILO ဖြစ်ဝင်တရိန်ကဟာလှုပ်သားစံနှုန်းတွေကိုအချင်းချင်းပြင်းပြင်းထန်ထန်ချိုးဖောက်တာနဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ကခန့်တဲ့စုံစားရေးကော်မရှင်အကြံပြုအကြံပြုချက်တွေကိုထားမြောက်အောင်မဆောင်ရွက်တာအပြည့်ပြည့်ဆိုင်ရာတရားရုံး ICJ ရဲ့ဆုံးဖြတ်ချက်တွေကိုမလိုက်နာတဲ့အခါမှာ အာယရုံပုံမှန်33ကိုကျင့်သုံးပါတယ်။ပစ်တန်းရာကျော်လာပြီဖြစ်တဲ့အာယရုံသမိုင်းမှာပုံမှန်33ကိုအသုံးပြုတာအခုတစ်ချိန်နဲ့ပါဆိုရင်3ချိန်သာရှိပြီးမြန်မာကဒုတိယအချိန်ဖြစ်ပါတယ်။မြန်မာဟာစစ်အာဏာရှင်ဗိုလ်ချုပ်မြကြီးတန်းဆွေလက်ထက်2000ပြည့်နှစ်မှာအလားတူကျင့်သုံးခါရပြီးလက်ရှိမြန်မာကောင်းဆောင်တွေနဲ့တန်ခင်းသမိုင်းခင်းချီချင်းလိန်နေတဲ့ဗလာရစ်နိုင်ငံဟာ၂၀၂၀ 2023ခုနှစ်မှာအဲ့ဒီပုံမှာကျင့်သုံးခံရပါတယ်။လာမယ့်ဒီဇင်ဘာလဈေးကောက်ပွဲမှာဝင်ပြိုင်ဖို့စံတက်ရှိမရှိစီကောက်စီဝင်တွေဝင်ကြီးနဲ့ဝင်ကြီးချုပ်တွေကိုသဘောထားတောင်းခံနေပြီလို့ပြီးတော့က BBC သတင်းရင်းမြစ်တွေကပြောပါတယ်။ဒူဝင်ကြီးတွေပါထဲသွေးရင်လူတရာကျော်အထိစီးရင်တောင်းထားတယ်လို့ BBC သတင်းရင်းမြစ်အသူကပြောပါတယ်။ဝင်ကြီးချုပ်တွေကတော့ပါတီနဲ့ တည့်ရဲ့နီးစပ်တဲ့သူဝင်ပြမဲ့မေစန္ဒနယ်တောင်တချို့ရှာထားပြီးတော့သူတို့ကပြောပါတယ်ဒါပေမဲ့ပြည်တော်ဆိုဆင်းတွေကတော့အများစုကဝင်ပြိုင်ဖို့စန္ဒပြုကြပေမဲ့ဝင်ပြိုင်ရမဲ့မေစန္ဒနယ်နဲ့ပါတီကိုအတိအကျမပြောသေးဘူးလို့စစ်ကောင်စီနဲ့နီးစပ်သူတို့ကပြောပါတယ်ရေကောက်ပွဲရတဲ့ရတရားဝင်မချင်တာသေးပေမဲ့လာမယ့်ဒီဇင်ဘာရွေးကောက်ပွဲအတွင်းစီကောင်စီကအသုံးစင်းချလိုက်ပြီလို့ကြေညာပါတယ်။ဘူချုံမှုကြီးမင်းအောင်လိုင်းရဲ့အာနာကစားပွဲ 32နှစ်ကြာတတ်ချုံတော်မူတဲ့ဟာနာထူထောင်ကံဟုတ်ကဲ့နောက်ဆုံးဇတိအနေနဲ့ပြောချင်တာကတော့ဇတိခဏီလာတဲ့ drum နဲ့ Elon Musk တို့ရဲ့စစ်ဆန်ရေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့လုံခဲ့တဲ့သတင်းပတ်ကအမေရိကန်သမ္မတ Trump နဲ့ Biden နာ Elon Musk တို့အကြားသဘောထားမှာတိုက်ဆိုင်တော့ညာကနေအပြားလာပြောဆိုမှုတွေပို့လို့ရိုက်လာပါတယ်သဘောထားကွေးလွေးတာရဲ့အကြောင်းရင်းကခံကြတော့ ။ Elon Musk က Trump ရဲ့ You Beautiful Bill လို့ခေါ်တဲ့အခွန်နဲ့အသုံးစရဥပဒေချမ်းကိုဝေဖန်ရာကနေစတင်ခဲ့တာပြော။ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက Musk ဥပဒေချမ်းကို အလွန်မဲဆက်ရှုပ်ရှုံစားစရာအဖြစ်ပြောဆိုရာကနေဒဇဒဇနဲ့အကွေးအဖြစ်ဖြစ်လာခဲ့ပါတယ်။ဗိုလ်တော်နေ့မှာ Musk ကလွတ်တော်ကိုယ်စားလှယ်တွင်ဥပဒေချမ်းကိုကန့်ကွက်ချဖို့တိုက်တွန်းခဲ့ပါတယ်။ဂျော်ရာနီဂျာရာဗနီနေမှာတော့ထရမ့်ကဥပဒေကြမ်းကိုယူဖန်တဲ့မတ်စ်ကိုစိတ်ပစ်တယ်လို့ဆိုလာပါတယ် ်အလုံးနဲ့ကောင်းမွန်တဲ့စစ်ဆိုင်ရေးရှိခဲ့ပေမဲ့ရှစ်စစ်တော့မတိချတော့ဘူးလို့ဂျာမန်အရိပရိမစ်ဇင်နဲ့သွေးဆုံချိန်မှာပြောခဲ့ပါတယ်ဒီနေ့မှာတော့ဗီလီယန်နာတထေအလုံးမဆာအက်စ်မီဒီယာမှာ2019ရဲ့2019နဲ့2012ခုနှစ်နဲ့2013ခုနှစ်တို့က Republican တွေအစိုးရချင်းဝင်တွန်းပြလိုက်တာကိုဝေဖန်ခဲ့တဲ့ Trump ရဲ့ post အဟောင်းတွေကိုပြန်တင်ခဲ့ပါတယ် လိုခဲ့တဲ့နိုင်ပိုင်ဒုံကတော့ Elon Musk ကသူသားမပိုင်ရင်ရွေးကောက်ပွဲမှာ Trump အရေးနေပါလို့ဆိုလာပြပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့သင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဒီမှာတင်ပြဆုံးသွားပါပြီခင်ဗျာ။